အခုဒီဗီဒီယိုလေးထဲမှာလေ့လာရမယ်စကားစုလေးကကြတော့အခါကွန်တော့တဲကိုခင်းနေတို့အခါကွန်တော့တဲကိုခင်းနေတို့ဆိုတာကကြတော့အခါကိုဆိုတာကကြတော့အခန်းဘူးပေါ့နော်ခလေးလေးပေါ့ခလေးလေးရဲ့တဲကိုခင်းနေတို့ဆိုတာလက်ကိုဆွဲလှဲတာမျိုးပေါ့နော်အဲ့လိုမျိုးလုံးတာတော့ပဲရှိတယ်လွယ်ကူနှောင်းနေဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အာ အကန့်ဘုံတော့ဒီနေ့လူရောနိတာယာစုခုတကီလူပေါ်တော့ကလေးရဲ့တက်ကိုဆွဲလဲတော့လောက်ပဲအကျောင်းမှာလဲဘုံလုံးတွဲကိုပြီးတော့လောက်ကန်ဆောင်ရနိုင်တယ်ဆိုအတေးပဲမျိုးနဲ့တောင်းထားပါတော့ကျမတို့တနည်းအားဖြင့်ဆိုတော့အင်ဂျော်နိခန္တနာကိုတော့အပုံမှန်ထက်ကိုပို့ပြီးတော့လဲကူနေတာမျိုးမှာအတုံးပြည့်ရဲ့စကားစုမျိုးဖြစ်ပါတယ်တရားစုကြီးခုတော့ဗောနောပလုံးလည်းကူရဲဆိုတဲ့ဒီပေမျိုးနဲ့တောင်းတာဖြစ်ပါတယ်အဲတော့ဝကြလေးနဲ့ပြောပြီးတော့မှတ်ကြည့်မယ်ဆိုရင်ခေါင်းတော့တဲတုံတော့မွန်းတိုင်းတာတော့ အခါကုံတော့တေကိုဟင်းနေလူရောနာမောနောတဆိုလို့ရှိရင်ဒီလောက်လောက်ပမာဏရှိတဲ့ပြဿနာလောက်ဆိုတာကကြတော့အရှမ်းကုန်တဲ့ကုလုံးနဲ့ကိစ္စပါပဲဆိုပြီးပြောတာပေါ့နော်နောက်တစ်ခုကကြတော့ခရင်တုတ်တေခုံလို့ရှိဖို့တော့အခါကုံတော့တေကိုဟင်းနေလူရောနာမောနောတပါဆိုရင်သူ့အတွက်ဆိုလို့ရှိရင်တော့ဒီအလောက်ကအာပြောမဆိုအရှမ်းကုန်ဝဲကုလုံးနဲ့အလောက်ဖြစ်ပါရဲ့ဆိုပြီးတော့တုံထားတာဖြစ်ပါတယ်နော်တေကီချင်းမူကိုအခါကုံတော့တေကိုဟင်းနေလူရောနိဥချီမာခါရှိတာ ဆိုလို့ရှိရင်အဲဒီရန်သူအဖွဲ့ဘက်ပို့ပေါ့နော်ဖက်တစ်ဖက်ကရန်သူအဖွဲ့ဘက်ကိုလွယ်လွယ်ကူကူနဲ့ပဲအနိုင်သိမ်းပလိုက်တယ်ဆိုတဲ့ဒိဗေမျိုးနဲ့တုံးထားဖြစ်ပါရှုံးအောင်လုပ်လိုက်တယ်ဆိုတဲ့ဒိဗေမျိုးနဲ့တုံးထားဖြစ်ပါလွယ်ကူစွာနဲ့နိုင်ခဲ့တယ်ဆိုတဲ့ဒိဗေမျိုးပေါ့နော်နောက်တစ်ခုကကြတော့ခဲခါဖူးဖူးနာခါနိုချောနာရာခိုးရှောမှုအခါဖို့တော့တဲ့ဝိနေလူယောနိမတော်မဲတို့ဒါတော့ဒီအကဲအကျုံ အရာမှာပြည့်တွင်သွားတဲ့သူမဆိုလို့ရှိရင်ဒီမှာတော့ဒီတံတမဆက်ဆံကြီးပေါ့နော်အဲဒီဖလဲတဲ့ဒီဆက်ဆံကြီးဆွေးမျိုးဝဲတွေမှာဆိုလို့ရှိရင်လွယ်လွယ်ကူကူနဲ့ပဲဟိုပြောလောက်လောက်ကန်ဆောင်ရနိုင်မှာမဟုတ်ဘူးလားဆိုပြီးတော့ပြောတာပေါ့နော်ပြောမယ်ဆိုရင်လွယ်ကူဆောင်နဲ့ပဲအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူးလားဆိုပြီးတော့တောင်းတာပေါ့နော်ခေါင်းနာခန္တနာရှိဖို့တို့တဲ့ရှစ်ပိုင်းစုရနန်တဲ့အခါကတော့တဲ့ဟိနေရီပို့တော်မတဲ့ခိနိုင်ကဆိုလို့ရှိရင်ဒီလောက်လောက်လွယ်တဲ့ကိစ္စလေးတော့မှာ အရှုံးမှုတွေဖြစ်တယ်ပေါ့နော်ဆုံးရှုံးမှုတွေရှုံးနိမ့်မှုတွေဖြစ်တယ်ဆိုတာများကတော့လွယ်ကူလုံးတဲ့ကိစ္စတွေတော့မလုပ်နိုင်ဘူးဆိုတဲ့အဖြစ်ပဲမဟုတ်လားဆိုပြီးတော့အတုံးပြူထားဖြစ်ပါတယ်အဲဆိုလို့ရှိရင်သူနဲ့စင်တူဖြစ်တဲ့စကားလုံးလေးပေါ့နော်အဲအားလေးတွေကိုလေ့လာကြည့်ပါမယ်လူကြီးခေါ်ပေါ့နော်အဲတော့ပထမဆုံးစကားလုံးကဒီအခါကောတော့တဲကိုဟိနေပြီးနေတော့တူတာကဘာလို့လဲဆိုတော့အာစာမဲရှိမိုင် အာစာမဲရှိမိုင်အာစာမဲရှိမိုင်ဆိုတဲ့အဓိပ္ပာယ်က မနက်စာထမင်းမစားခင်ပေါ့အဲ့တော့မနက်စာထမင်းမစားခင်အဲ့မှာအတိုင်းတာအချိန်တူလေးအတွင်းမှာတော့မတခိတုခို့တော့လုံနိုင်တဲ့ကိစ္စပြောမယ်ဆိုရင်ရာစားရှိကိုတော့လွယ်တယ်ဆိုတော့အတိပယ်မျိုးပေါ့နော်လွယ်လွယ်ကူကူလောက်ကန်ဆောင်ရနိုင်တဲ့အရာပဲဒါဆိုတဲ့ပုံစံမျိုးနဲ့အာစာမဲရှိမရဲ့ဆိုပြီးတော့လည်းအသုံးပြုရဲနောက်တစ်ခုကဇိုးစားမိုးနိုင်ဇိုးစားမိုးနိုင်ဇိုးစားဆိုတဲ့အတိပယ်ကအမန်ဒိုနာကိုတော့ပေါ့နော် ရှုပ်ရှက်ခတ်တဲ့အရာမျိုးအဲနောက်ရှက်ဖြစ်စေနိုင်တဲ့အရာမျိုးပြောမယ်ဆိုရင်တိမ်မကခါခါလို့ပို့တော့ပေါ့နော်အလုံးလက်တွင်တဲ့အရာမျိုးပေါ့အဲဒီလိုမျိုးအရာမျိုးကမရှိဘူးတဲ့ဆိုတော့တွေ့ခူတာပေါ့နော်အဲ့တော့တွေ့ခူရဲဆိုရဲစကလုံးသုံးခြင်းဇိုးစာမွန်နိုင်ဆိုပြီးတော့လည်းအသုံးပြုလို့ရပါတယ်နောက်တစ်ခုကတော့အလုံးတည်တဲ့ခန္တန်တခန္တန်တဆိုရဲစကလုံးလေးတွေ့ခူရဲဆိုရဲစကလုံးလေးကိုပုံမှန်သုံးလဲရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့လာခူရှိုးဆိုပြီးတော့အသုံးပြုရပေါ့နော် ။နောက်ခုရှိုးဆိုတဲ့အဓိပ္ပာယ်လေးကဘာကိုပြောရလဲဆိုတော့တိုင်းစတာခုလိုမို့နောက်ခုခတ်စုကုတို့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။ပြောမယ်ဆိုလို့ရှိရင်ကြီးမားတဲ့ခုလိုဆိုတာပင်မဒုက္ခခက်ခဲမှုတွေတောင်မှမရှိဘဲနဲ့ခတ်စုကုတို့နိုင်ယူနိုင်တယ်။အဲ့လိုပုံစံမျိုးနာကုရှောဆိုတာပတ္တောတတလေးနဲ့နိုင်နိုင်တယ်တတလေးနဲ့ကိုဒါလုနိုင်တယ်ဆိုရဲအတိတ်ပဲမျိုးနဲ့အတုံးပြူတာဖြစ်ပါတယ်အဲ့ဒီကြောင့်မို့လို့အာစာမရှိမရဲ့ဇောစာမိုနိုင်ခန္တန် နာခုရှောဆိုတဲ့စကလုံးလေးကဒီအခကောနော်ခဲကိုဟီနေရူးဆိုတဲ့စကစုလေးနဲ့အတူတူဖြစ်ပါတယ်။အဲဒါဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့ပြပါမယ်နော်။